မိသားစုဘဝဆိုတာ၄မျိုးရှိတယ်တဲ့လူလောကမှာလူတွေဟာပေါင်းသိနေထိုင်ကြတယ်မျိုးသားနဲ့မျိုးသမီးအိမ်နောက်ဘက်ဖြစ်ရွေးချယ်ပြီးတော့အတူတကွနေကြတဲ့အခါမှာအတွဲ၄မျိုးရှိတယ်လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီ၄မျိုးမှာပထမအတွဲကမြတ်စွာဘုရားသုံးတဲ့စကလုံးလေးနဲ့တွေ့မယ်သဝနဲ့ဒေဝဆိုတဲ့အတွဲကိုတွေ့တာသဝဆိုတာဒီ ကိုယ်သိခါလုံးဝမရှိတဲ့အောက်တန်းချတဲ့ဆိုအားဆို ethic ဆိုလုံးဝမရှိဘူးကိုချင်းတရားပြည့်ရွနေတဲ့ပုဂ္ဂိုလ်ဆိုရလို့ခေါ်တယ်ဒေဝဆိုတာကိုချင်းတရားနဲ့တောက်ပြောင်နေတဲ့ပုဂ္ဂိုလ်အမြတ်စွာဘုရားပြောချင်တာကတော့ကိုချင်းတရားအမျိုးသားနဲ့အမျိုးသမီးအိမ်အောင်ဖက်ကြတဲ့အခါမှာတဲ့အမျိုးသားကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသမီးကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့ဒါတစ်ခု။ အမျိုးသမီးကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသားကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးစလုံးကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးလုံးကိုချင်းတရားနဲ့ပြည့်စုံတယ်လို့မိသားစုဘဝတွဲဖက်ခြင်းဟာခုလို့၄မျိုးရှိတယ်လို့သူဟောတာနော်၄မျိုးရှိတယ်ဒါလောကကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်လည်းဒီအနေထားတွေးပါတော့တဲ့သူကမတူညီတဲ့ပေါင်းဖက်မှုတွေတူညီတဲ့ပေါင်းဖက်မှုတွေ ဒီလိုရှိတာအဲ့တော့မတူညီတဲ့ပုံဖက်မှုတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာအဲ့ဒါလိုဟောတဲ့အခါမှာအချင်းချုပ်မြတ်စွာဘုရားဟောပုံလေးကိုခြေမယ်ဆိုဥဘောတတ္တာဝဋ္ဌိညုစကတရိယပရိပါဒကတေဝန္တိသနိပတယောသဝတံဝတမာကတာနှုတ်ဥစလုံးဟာရှုံချီချက်ကင်းမဲ့ပြီး သူများကိုပေးဖို့ကံမို့ဆိုတော့လောကလည်းမစင်တာဘူးကိုသုံးဖို့ပဲချိန်တယ်ကိုပစ္စည်းတရွေးသားမှသူများမပေးဘူးနော်ဘု து ့ကိုမှလည်းဖြန့်ဝေတာမရှိဘူးကတရိယာနှမျောတယ်တွန့်တိုတယ်ကိုသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်ကပြင်းပြတယ်သူများကိုဘလို့ပေးရမှလဲကိုရှာထားတဲ့ပစ္စည်းကလွဲတာမဟုတ်ဘူးသူများပေးเสียလားဆိုတဲ့အတွေးတွေခေါင်းထဲမှာရှိတယ် အဲ့လိုတွေမကဘူးလာရောက်တောင်းခံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဆဲလွတ်တယ်။နောက်မလာနဲ့နောက်တစ်ခါလာရင် ခွေးတဲ့တိုင်ပဲ။ဘီဝေယအော့တော့ရှေ့ထားတဲ့အိမ်ချာမှာလည်းခွေးရှိတယ်။ရှိရှိမရှိရှိ။အော်အလူကံဝင်မဝင်ရဆိုတဲ့ဆက်ဖို့လည်းချိန်တယ်။အဲ့လိုဟာမျိုးတွေလုပ်ပြီးတော့တေဝန္တိသာနိပတေယောသောဝတ္တဝါဒမကထာဆို လူလောကကြီးမှာဖြစ်ပျက်နေတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့သူတို့ပြောတာနော်။တမိကောဟောတိဒုတ်တိလောခတရိယောပြိပါဒကောအမျိုးသားကကိုချင်းသီလလုံးဝမရှိဘူးတဲ့။အတိတ်ကိုချင်းတရားပြက်ပြားတယ်။အယက်သေးစားတောက်စားတယ်။အကစားဖက်တယ်။ကိုချင်းတရားတွေပြက်ပြားတယ်အမျိုးသား။ခတရိယောပြိပါဒကော အလူခန်းနဲ့တောင်းခန်းနဲ့လူတွေဆက်လွတ်တယ်။ပရိယာသီလဝတိဟောတိအမျိုးသမီးကကိုချင်းသီလနဲ့ပြည့်စုံတယ်။ကိုချင်းတရားကောင်းတယ်။နော်ဝတိညူဝိတ္တမစ္ဆရာမျိုးသမီးကရေရောတယ်။ဒီစိတ်နှလုံးဖြူစင်တဲ့ရေရောတယ်။သူတော်ရဲ့လိုအပ်ချက်ကိုနားလဲတယ်။အဲ့ဒါလို့ အိမ်တော်ပဲဆိုလို့ရှိရင်တဲ့အမျိုးသားကတီလာမရှိဘူးအမျိုးသမီးကတီလာရှိတယ်အဲ့ဒီအိမ်တော်ပဲမျိုးဟာအမျိုးသမီးကဒေဝီဂုံကြီးနဲ့တောက်ပပြီးတော့အမျိုးသားကသဝဂုံသေးနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ဂုံသိက္ခာညှို့နှမ်းပြီးတော့လုံးဝလူဘွားမှာကိုကျင်တရားမရှိတဲ့အတွက်ကြောင့်ဂုံသိက္ခာအပြင်တောက်ပြောင်မှုမရှိတဲ့ အိမ်တော်ပဲလို့မြတ်စွာဘုရားသတ်မှတ်တယ်။နော်အိမ်တော်ပဲဖြစ်သွားတယ်။နောက်တစ်ပါးအဲ့တိုင်းပဲနောက်တစ်ခုကသမိကောသီလဝဟောတိဝတိညဝိတမစ္စရောအမျိုးသားကကိုချင်းတရားကောင်းနေအမတမအနေတိုင်းကိုချင်းတရားလေးစားလိုက်တာတယ်ဝိရိညဝိတမစ္စရာဝိတမစ္စရော တပည့်သားရဲ့ခံစားချက်လိုလားချက်တွေကိုနားလည်သဘောပေါက်ရမြတ်မကသူဟာဒီကိုယ်သာသုံးမယ်ဆိုတဲ့စိတ်တမရှိဘူးရက်ရောတယ်နော်ဖော်ယူရဲရက်ရောတယ် generosity ပေါ့ရက်ရောတယ်ပရိယာဟောတိဒုတိလာအမျိုးသမီးကကိုကျင်တရားမရှိဘူးကတရိယာပြိပါဒကနှမျိုးစိနေပြီးတော့ဆက်ဆိုချိန်မောင်းတတ်တယ် အဲ့ဒီလိုဆိုလို့ရှိရင်သာပိသဝသံဝတ္တိသဝေနပဋိတာဟောအဲအမျိုးသမီးကသီလမရှိသည့်ဖြစ်ကြောင့်သဝကုန်တိခအဖြစ်ညှိုးနှွမ်းနေတယ်အမျိုးသားကသီလရှိသည့်အတွက်ကြောင့်ဒေဝကုန်တိခအဖြစ်တောက်ပြောင်နေတယ်ဒီမိသားစုဘဝဟာ တဦးကသီလရှိတဦးကသီလမရှိခုံကြီးရှိမရှိနှစ်ခုပေါင်းဖက်ထားတာဖြစ်လို့ဒီအိမ်အောင်ပဲဟာတစ်ဖက်နဲ့တစ်ဖက်မလိုက်ဖက်တဲ့အိမ်အောင်ပဲလို့သူပြောအောင်ဖြစ်တယ်ပေါ့အဲဒီလိုရှိဒုတိယအိမ်အောင်ပဲအနေနဲ့အယုဒမေရလည်းကိုချင်းသီလမရှိဘူးအမျိုးသားလည်းကိုချင်းသီလမရှိဘူးနှစ်ဦးလုံးဟာ generosity ဆိုတာလည်းမရှိဘူးသူတို့ဟာဟော ကိုကျင်တရားလေးပြပြတယ်အလုံးဟာလူမှုတမ်းမှုဆိုရလဲဝေလာဝေးအဲ့လိုနေတဲ့မိသားစုကြတော့နှစ်ဦးစလုံးဟာဒီကိုကြီးအပြင်တောက်ပြောင်မှုမရှိလို့ဒီအိမ်တော်ဘက်ကတော့အဆိုးအိမ်တော်ဘက်လို့ဒီလိုပြောမှာဖြစ်တယ်နှစ်ယောက်စလုံးအဆိုးကြီးပဲအဲ့လိုမဟုတ်ဘဲနဲ့အမျိုးသားလည်းကိုချင်းသီလနဲ့ပြည့်စုံတယ် ရဲ့ရောတယ်အမျိုးသမီးကလည်းကိုချင်းသီလာနဲ့ပြည့်စုံတယ်ရဲ့ရောတယ်ဆိုတဲ့အဲ့နောက်ပဲကြတော့နှစ်ဦးစလုံးအကောင်းကြီးကြီးလိုက်ဖက်တဲ့အဲ့နောက်တဲ့ချီးမွမ်းမွေကောင်းတဲ့အဲ့နောက်ပဲလို့ပြောရမှာဖြစ်တယ်